ရောဘာလဲရောက်တာလဲ။တယောက်တည်းကြောက်နေမှာသူ။ခုနကတော့အဲ့တော့မပိုက်ရမြားမြားရင်ညော်ရင်တော့အားလုံးကလေဝေးကမာကြီးစိုးလို့တင်နေစာလေခုနကတော့ high ကလည်းမြင်တော့လို့ဖင်တူတွေပါတော့မာကြီးစိုးနဲ့တူနေတာအဲ့တော့ပါလေကိုနဲ့လိန်ခွင့်ရတဲ့အခါမှာဆိုအဲမိကလင်အကူကလေဒီမှန်လည်းမကရင်ယုံကြည်မှုပြည့်ထားပေးတာဒါတော့မှကိုကဒီရိုးရိုးကလေးဘဝမိကဆီရနော် ရလင်းမာမီရှိန်ပေါ့ကိုနေတို့ကိုလင်းရတဲ့ရုပ်ရှင်ကားကြီးဆိုရင်လေကိုနေတို့ကအဲ့တုန်းကလင်းကိုခေါ်လင်းတဲ့အချိန်မှာလင်းကမိုးနောက်ကိုလိုက်တဲ့အချိန်ပဲရှိတယ်မိုးကအဲ့တုန်းအင်္ဂလန်မှာစတေရှိုးသွားရှိုးသွားဆိုတဲ့အချိန်ကလင်းကအားနေတော့ကိုနေတို့ကအဲ့လင်းကိုဖုံးဆက်တာအကြီးကဖုံးဆက်ပြီးတော့ကိုနေတို့ကမျိုးသမီးလိုဝတ်ပြီးရိုက်မှာပေါ့နော်အဲ့လိုလှလှလေးနဲ့ဟိုအရင်လေးမိတ်ကပ်လည်းမများပဲနဲ့ငင်ငင်လေးပေါ့နော်အဲ့လိုမျိုးလေးရိုက်ချင်တာအဲ့ဘယ်လိုဖြစ်ကိုတော်မအော်သွားအဲ့ခိုက်အခါမှာလင်းတို့ဆိုတာက ဟိုမင်းသမီးနောက်လိုက်ပြီးတော့တကယ်တမ်းပြောရင်လူတောင်မသိသေးတဲ့အနေအထားမျိုးမှာရှိတဲ့ make up artist တယောက်ကိုကိုနေတို့ကဒီသူ့ရဲ့ပထမအဦးဆုံးရိုက်တဲ့မာမီရှိန်ကားမှာလဲခေါ်တယ်ဒုတိယရဲ့ data တီးကားမှာလဲခေါ်တယ်အဲ့ data တီးကားမှာလင်းကအင်္ဂလန်မှာ sorry Europe ဘက်မှာ through me preparing သွားရမှာဆိုတော့မအားလို့မလိမ့်ပြတာ မမမီရှိမှလည်းလိမ့်ပြီးသွားတော့တာတီးကားမှလည်းထပ်ခေါ်တယ်အဲ့ဒါဆိုကိုနေတိုးရဲ့စိတ်ကဆိုရင်တခုကလေးစားဖို့ကောင်းတာစိတ်မှန်တယ်ပြောရမှာပေါ့နော်ဒီလူနဲ့လိမ့်နေဆိုရင်ဒီလူကိုပဲသတိရပေးတာလေအဲ့ဒါကိုနေတိုးကိုလည်းအမြဲပြောပါတယ်အဲ့လင်ကွန်ပျူတာဆိုလည်းအမြဲပြောဖြစ်တယ်အခုလည်းဒါမီဒီယာတွေမှာကျေးဇူးတင်ပါတယ်ဒါပေမဲ့ဆိုတော့ဟိုဒီအချိန်မှာအဲ့လိုအချိန်ခါမျိုးမှာတကယ်နာမည်ကြီးတဲ့မိတ်ကက်ဆရာတွေရှိတာတော့မလိမ့်မဲနဲ့ကိုသတိတရားလေးခေါ်ပြီးတော့ ဟိုနေရာလေးပေးတဲ့အတွက်ကြောင့်လည်းလေအမြဲဒီနေ့ဒီနေ့ဒီနေ့ဒီချိန်ဒီအကိုကိုလည်းအမှတ်ရပြီကျေးဇူးတင်လျက်ပါ။ဘာလို့ဘာလို့ရောက်တယ်လဲ။တယောက်ခဲကြောက်နေမှာသူ။မတရားပါကိုနေတော့အဲ့မှာဆိုငယ်ဘဝကပါသေးတယ်ဥမောရဲ့ရီစားဘဝကလည်းပါသေးတယ်ကိုရန်လေးရဲ့အမျိုးသမီးဘဝကလည်းပါသုံးမျိုးလောက်လင်းရတာ ပုံစံလည်းမတူဘူးပုံစံလည်းမတူဘူးအဲ့ခိအဲ့ခါမှာဆိုရင်ဒီလိုမျိုးလဲမိတ်ကပ်ပစ္စည်းတွေသဖြင့်ပစ္စည်းတွေဝယ်ရတာဆိုအရန်ရှားတယ်ကိုနေတုံးဒီခလေးထိတ်နေအခန်းရှောက်တဲ့ဆင်းဆိုရင်မနှဝရရှိရထိတ်အုပ်ကလေးငှားရတာအဲ့ဒီလိုမျိုးဒီခေတ်လိုမျိုးသဖြင့် hair wave တွေအာဒီလိုမျိုးဒီ make up ပစ္စည်း accessory တွေဆိုတော့ဝယ်ရတာအရန်ခက်ခဲတဲ့အချိန်ဆိုတဲ့အခါကျတော့အဲ့ဒီတော့အဲ့လိုမျိုးဟိုမန်နဝရရှိရနေပြီးမမေရအထိတ်အုပ်ကလေးသွားငှားပြီးအဲ့လိုပြင်သဖြင့်တူတွေဆိုအဲ့လိုလိုက်ရှာရတာပေါ့နော်အဲ့လိုမျိုးဟို ပြင်ဆင်ရတာပေါ့ခုမင်းအနောက်မှာရှိပါတယ်ပေါ့ဒီမှာစိတ်ဖြောင်းဖြောင်းနဲ့ပြင်းနေအောင်လေဒီမှာတမီလေးရှိစင်တော့နေနာမလေးစီဟာဦးဆိုတဲ့ပတိကိုရှင်းပြပါနော်ကိုနဲ့လိန်ခွင့်ရတဲ့အခါမှာဆိုအဲမိကလင်အကူကလေဒီမှန်လည်းမကင်ယုံကြည်မှုပြည့်ထားပြီဒါတောင်မှကိုကဒီရိုးရိုးကလေးဘဝမိကက်စီရနော်ဒါပေမဲ့ တေချာသူလိုချင်တဲ့ဟာလေးကိုပြောပြီးတယ်အင်ကြီးလေးတွေပါဆိုအကြီးနဲ့ကိုနဲ့ပဲရှာအဲစမ်းချောင်းထဲမှာချုပ်တယ်တေချာလှုပ်ပြီးတော့မှရိုက်တယ်ပြောကိုနေတို့ရှာအကောင်းတဲ့ဟာကိုလင်းယူရတဲ့အချက်တွေဆိုရင်မိတ်ကက်လိမ့်နာတော့လကောင်းဒီအလုပ်လုပ်တဲ့ခါမှာစိတ်ကိုသူအရန်ကိုသူကိုယ်သူစိတ်ညင်မီ flexible ဖြစ်အောင်ထားတယ်ဒီထဲမှာ mood ကိုသွင်းထားလိုက်တယ်ပြီးရင်လည်းလင်းအခုချိန်ထိမြတ်တာတို့ရွတ်တက်တဲ့အကျင့်ရတာတော့ကိုနေတို့ရှာရကိုနေတို့အမြင်နဲ့တုံးခင် အဲ့တော့ကြောက်ချက်လေးရှိတယ် clock 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 အဲ့လည်းတော့အကွာမြတ်အကူဘာရတာလဲမြတ်တာတော့ရွတ်တယ်ခုံတော့အဲ့ဒါဆိုဘာပြောပြောဟိုအားနေချိန်မှာဒါလေးကျွတ်တဲ့အခါကျတော့သူများအချောင်းမတွေးမိတဲ့အခါကျတော့ဟိုဘသူ့ကိုမှကာယကံဝစီကံနေမနောကံကံသုံးပါးမမြောက်တော့တဲ့အခါကျတော့အကုသို့နေတာလေအဲ့ကြောင့်ဟောအကူကအဲ့တော့ကိုနားမလဲအောင်နောက်ပိုင်းမှဟောအကူဒါကြောင့်ဘလိုပဲဖြစ်လေစိတ်ကအပြင်အောင်မရောက်နေတဲ့အခါကျတော့ဒီထဲမှာစူးစိမှုအားရန်ကောင်းတာပေါ့ဘယ်တော့မှမကောင်းဘူး အေးမမီရှင်ရခုပြန်ပြန်ကြည့်ရဆိုတော့ချစ်စရာလည်းမိမကိုနေတို့အဲ့တော့မပိုက်ရများညိုင်းညော်ရင်တော့အားလုံးကလည်းအဝေးကမာကြီးစိုးတို့တင်နေစားလေကိုနေတို့ကဟိုက်ကလည်းမြင်တော့လိုဖင်တူတွေပါတော့မာကြီးစိုးနဲ့တူနေတာအဲ့တည်းပါလေဟိုတလက်စားတဲ့တထင်းနဲ့သုံးကိုပြောအောင်မယ်ဟိုမမီလေးမမီဟိုမနေ့ပြန်အားစားပြီးခွန်းတလားလောက်လိုချင်လို့ပါ fresh ဖြစ်တော့မယ်အဲ့လိုမိကလည်းပပလေးနဲ့အဲ့လိုပန်းလေးတွေနှင်းစီပန်းလေးတွေစပယ်ပန်းလေးတွေနဲ့အဲ့လိုကိုတိတိတလောက်မှတ်တလောက်ပေါ့နော်အဲ့လိုမျိုးပြင်ဆင်ရတာပေါ့ဟုတ်အကူကလေးကိုမာပြောခဲ့တာရှိတယ်ဟုတ်ကဲ့အဲ့အကူနဲ့ရုပ်ရှင်ရိုက်ထားလေအကူရဲ့လင်းရဲ့နော်ဖောရဲ့မချောရဲ့မမူးပြည့်ရဲ့ရိုက်တဲ့ကားမှဆိုလေလင်းအကူအမြဲကျေးဇူးတင်တယ်ဘာကြောင့်လဲဆိုတော့အကူကဟိုလင်းရဲ့အိုက်တဲ့တူဆိုရင်အကူနဲ့ရိုက်တယ်ဆိုရင်ရှိန်နေလေရှိန်တဲ့ခါမှဆိုရင်ဒီရွှေရောင်းတဲ့ဆင်းကတဲ့ဆင်းတွေပါရဲ့ဆိုရင်လည်းနည်းနည်း ဈေးရဲပါတော့ရတော့ရှက်တာလေဟိုဟိုဒီလောက်နော်ဆက်ဆက်လူးတဲ့ဒီကိုကလေအဲ့ဒီမှာရှက်နေတာဈေးတော့ရှက်ကားတော့လေဟိုဒီတိုင်းကရင်တော့မရှက်ဘူးပေါ့နော်အဲ့မှာရှက်နေတယ်ကိုနေတော့မဟုတ်ဘူးလေအကုန်မျက်နှာကိုကြည့်တယ်အဲ့ဆိုကိုနေတော့ကမရတော့ကိုကမရတော့ကိုနေတော့ကလည်းလှုပ်လို့ကမရဘူးနှစ်ယောက်ကလည်းကမစီကမမိဘူးအဲ့နောက်ဥစွာလှမ်းအောင်ဟဲ့ဒီမှာတော့လူတွေအချိန်တော့ဘိုးတွေကတော့ဘာချက်ပြောတော့မှာမဟုတ်ဘူးလေကိုကတင်ပေးရယ်ကိုမျက်နှာကိုကြည့် ဘေးကိုမကြည့်နဲ့အာယုံလုံးဝမလွှင့်နဲ့ကိုပါကိုလုံးဆရာရှေ့ကိုအကောင်းဆုံးကိုနေတို့1 2 3 4 action ဆိုအဲကိုနေတို့မဟုတ်တော့ဟုတ်ကဲ့ပြန်အဲ character တွေကဇာတ်ရုပ်ဖြစ်သွားအဲ့လိုမြလင်းကကြောက်ကန်ကောင်းတာကိုနေတူလင်းလဲရိုက်တယ်ပြီးတော့ကိုမြမြတ်တို့ဆိုလဲသင်ပေးတယ်အဲ့နောက်ကိုနေဝင်းတို့ဆိုလဲဒီလေကြီးမြတ်တို့ဘာလို့ဆိုလဲလေဟိုတချို့ block လေးတွေဆိုသူကသချင်းရေးတဲ့သူဆိုတော့လေ block ပြောင်းပြီးအဲ့လိုမျိုးသင်ပေးတဲ့မျိုးလေးဆိုတော့ကိုတော့ဟိုခင်ပေးကြတယ်ချစ်ပေးကြတယ်ပုံမှာတော့လင်းအတွက်တိတ်အခက်ခဲမရှိဘူးဟုတ်ရဲ့သင်သူရ ဟုတ်ကိုနေတို့လည်းပါပါတယ်အဓိကတော့မိုးလည်းပါတာပေါ့နော်မိုးကတော့၃နှစ်လောက်လိုက်ခဲ့တာဆိုတော့အခုချိန်လည်းမိုးနဲ့လည်းအမြဲတွေ့ရဲစားကြတောက်ကြခွေကြအဲဟိုတတိယဆိုလဲဟဲ့မိုးလို့အဲ့ဟာရရတော့အဲမိုးခရီးသွားမဲ့ဟာတော့မိုးရင်သွားလေပြီးတော့တချို့အင်ကြီးတွေဝိုင်းထက်ပေးသေးတာအဲ့လိုမျိုးဆိုတော့ ဟာလင်းတို့အခုလင်းရယ်ညီမောင်ရယ်မာကြီးဆန်းရယ်ဒါကုတေမောင်တို့ရယ်နှစ်ပါးသွားလေးကမယ်ဒီအစည်းအဝေးက app show ပေါ့နော်ဒါ sky net ကရိုက်ကူးတာပါဒါဦးမျိုးမင်းကိုရံရိုက်တဲ့အတွက်ကြောင့်ဒါလေးထွက်လာရင်လည်းအားပေးကြပါလို့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်